ကပီပရောက်နေတဲ့သူတွေအားလုံးအတွက်မင်းအောင်နိုင်ကနောက်ထပ်တစ်ဆင့်ရုံမှာဖို့ဖန်တီးပြန်ပြီအဲ့ဒါကတော့ပြီပရောက်နေတဲ့သူတွေကအိမ်ကိုငွေလွှဲကြတဲ့နေရာမှာဟွန်ဒီနဲ့လွှဲနေတယ်ဟွန်ဒီတော့နီးစပ်ရငွေလွှဲနေရတယ်ကျွန်တော်လွှဲနေတယ်ဆိုတော့ဒါကဥပဒေကြောင်းရပြောမဆိုတရားမဝင်ဘူးပေါ့အဲ့တော့သူတို့တတ်မှတ်ထားတဲ့ဘန်တွေကနေလွှဲရမယ်အဲ့တော့ဘာဖြစ်လို့ပြီပရောက်တွေကဟွန်ဒီနဲ့လွှဲလဲဆိုတော့တဘောမြန်မာအနေထိုင်းဘက်ငွေ600ကို ဟွန်ဒီနဲ့လွှဲလို့ရှိရင်မြန်မာငွေတသိန်းရပါမယ်။သူတို့တတ်မှတ်ထားတဲ့ငွေလွှဲဘဏ်ကနေလွှဲမယ်ဆိုရင်820 830လောက်ကျအောင်။အဲ့တော့ဒါဥပမာအနေနဲ့ကျွန်တော်ပြောပြတာနော်။အဲ့တော့ဒီပန်းရောက်တဲ့အနေနဲ့ကကျွန်တော်သူများနိုင်ငံမှာတဏှာကြီးဆိုတဏှာကြီးကကိုဘဝလို့ယင်ခန္ဓာကိုယင်းပြီးတော့ဘာလို့ကလဲကျွန်တော်အလုတ်လောက်ကတာအဲ့ဒီကရတဲ့ပတ်စံနော်ဘန်းငွေ30လေးတန်ဖိုးရှိတယ်ငါးချက်လည်းတန်ဖိုးရှိတယ် ပြည်ပမှာနေတယ်ဆိုတာပတ်စံမရှိရေတောင်လက်သားတောက်လို့မရဘူးနော်အဲ့တော့ပြည်ပမှာနေတဲ့လူအတွက်ကအချိန်တိုင်းဟာငွေလိုအပ်နေတာငါးကျပ်30လဲအဲ့ဒီလူတွေဘဝအတွက်တန်ဖိုးရှိတာပဲကိုပြည်တွင်းမှာကပြဿနာမရှိဘူးရွာတွေမှာနေတယ်တောက်ရည်ဆိုတာရေတွင်းထဲခတ်တောက်လို့ရတယ်ပြည်ပမှာနေရေတွင်းထဲခတ်တောက်လို့မရဘူးနော်ကျွန်တော်လက်စစ်မီမတုံးဆွဲပဲမရဘူးဒါအခြေခံလိုအပ်ချက်တွေအဲ့တော့အဲ့ဒါကိုအခုမင်းအောင်လည်းကဘာလို့ဆိုတော့နိုင်ငံခြားငွေသူတို့သားလိုနေတယ် ။ဘာဖြစ်လို့နိုင်ငံခြားငွေလိုတာလဲ။အားလုံးတိတဲ့အတိုင်းအဝေကဆိုရင်မှ husky ထုတ်ပြတယ်မှာဒါမျိုးပေါ့စစ်လက်နက်ပစ္စည်းတွေအလေရင်တွေစသဖြင့်ပြည်သူကိုဘုံကျဲတပ်ဖြတ်အကြမ်းဖက်ဖို့လိုအပ်တဲ့ဒီခဲယမ်းတွေလက်နက်တွေကုန်ချမ်းတွေကုန်ချောတွေရဟယင်တွေယင်ရန်နေရာတွေဒါတွေအားလုံးကိုပြပနေဝယ်ရတာမြန်မာကျပ်ငွေတွေဝယ်ရတာမဟုတ်တဲ့တွေဒီပြပငွေနိုင်ငံခြားငွေလိုတဲ့အတွက်ပြပရောက်တွေကိုတနည်းတစ်ပုံပြဿနာရှာတာအဲ့ဒီလူတွေကိုဟွန်ဒီနဲ့ငွေလွှဲမဲ့ဆိုဖမ်းမယ်စီးမယ် ပတ်စိုးတွေတက်တန်းမတိုးပေးတာစတဲ့ဖြင့်ဒါတွေလုံမယ်ဆိုပြီးတော့အခုပြည်သူတွေကိုပြပရောက်နေတဲ့ဗီဒီယိုကိုချင်းချောက်လာတာအဲ့တော့နိုင်ငံရေးငါတို့နဲ့မဆိုင်ဘူးကိုလုံးမကိုစားရတာဆိုတဲ့ဒူတွေအတွေ့ကြည့်ပါပွဲကတဲ့ကျွန်တော်ပြောရအောင်မင်းသားမင်းသမီးတွေကိုဖမ်းပြီးဒုက္ခပေးနေတယ်အဲ့တော့လက်ရှိသူတို့ဒုက္ခပေးနေတဲ့ဖွေးဖွေးပြည်ဦးတွေမှာရုပ်ရှင်ရိုက်နေတာကိုရန်ကုန်ကနေတွားပြီးရဲတွေတွားဖမ်းလာတယ်ရှင်းတော့ဖမ်းလာတာဖမ်းလာပြီးတော့ရန်ကုန်ကိုခေါ်လာပြီးတော့သူတို့မေးနေတာမေးစမ်းနေတာစမ်းပြီးရင်ခံဝင်ကြတိထိုးပြီး တို့ရဲ့ဝါရဖြတ်မဲ့ဒီအတုအယောင်ရွေးကောက်ပွဲမှာပါဝင်ပါမယ်ဆိုဂတိပေးမှလက်မှတ်ထိုးပြီးပြန်ထုတ်ပေးလိုက်တာဆိုတော့အဲ့ဒါတွေကကိုယ့်အလုပ်ကိုလုပ်နေတာမဟုတ်ဘူးလားအဲ့တော့ကျွန်တော်နိုင်ငံမှာနိုင်ငံရေးဆိုတာကိုယ့်အရေးပဲလူတိုင်းနဲ့တက်ဆိုင်တယ်ဆိုတာဒါကိုပြောတာကိုယ်လုံးမှကိုစားရတာဆိုရင်အဲ့ဒီအမှုပညာရှင်တွေကသူတို့စားဖို့တက်သူတို့လုပ်နေတာပဲသူတို့လုပ်ကိုသူတို့လုပ်နေတာဒါပေမဲ့ဒလိုအာနာယူတွေတက်ပြီးတော့တိုင်းပြည်ကိုဒါမအောင်ထုတ်ခွင့်မရသေးဘူးနော်ဒီကောင်တွေတိုင်းပြည်ကိုအောင်ထုတ်ခွင့်မရသေးဘူးလှုပ်နေတဲ့အစ်မရှိသေးတာအောင်မှ ဘလောက်ဒုက္ခပေးမယ်ဆိုရင်သူတို့လက်ထဲအာဏာအပြည့်အဝရောက်သွားရင်တိုင်းပြည်ဟာဘယ်လိုဖြစ်မှာလဲစဉ်းစားကြည့်နောက်အခုတော့ဒီဘက်ရောက်တွေကိုလေဘင်းညစ်မဲ့အတင်းလေးကျွန်တော်ဖတ်ပြပါမယ်အချမ်းမဲ့စစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားငွေမရရှိမှုအတွက်ဟွန်တီဖြင့်ငွေလွှဲနေတော့ဒီဘက်ရောက်မြန်မာနိုင်ငံသားများနဲ့အေဂျင်စီများကိုအေးအေးယူရင်ညွှန်ကြားထားကြောင်းဒီဘက်အလောက်ကိုင်အေဂျင်စီအတိုင်းဝိုင်းထံမှစုံစမ်းသိရှိရတယ်ဒီဘက်ရောက်လောက်ကလဆာနိုင်ငံသားငွေများကိုတရားမဝင်ငွေလွှဲလမ်းကြောင်းဖြစ်သည့်ဟွန်နေကြီးလွှဲနေတော့မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်တက်တန်းတိုးမပေးခြင်းပြပထွက်ခွင့်ပိတ်ခြင်းအပါအဝင်အရေးယူမှုများဆောင်ရွက်နေပြီးအခြားတစ်ဖက်တွင်လည်းအလုတ်တမားဆင်လွတ်ခဲ့တော့ပြပအလုတ်ကိုင်အေဂျင်စီများကိုလည်းလိုင်စင်ပိတ်သိမ်းအရေးယူမှုများလှုပ်ဆောင်နေကြောင်းသိရှိရသည်အကြမ်းဖက်စစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားငွေရရှိရေးအတွက်ပြပရောက်မြန်မာအလုတ်တမားများထံမှလောက်ခလာဆောင်များပုံမိုးဝင်ရောက်ရရှိလာရေးစစ်တပ်ကကော်မတီဖွဲ့စည်းပြီးကြီးကြပ်ဆောင်ရွက်နေကြောင်းစစ်တပ်ထုတ်ပြန်တဲ့ပြန်နှံအရာသိရှိရသည် ။ဒီဘက်ရောက်မြန်မာနိုင်ငံသားများတာမှလောကလှဆောင်များပုံမုံဝင်ရောက်စေရင်အတွက်စက်မှတ်ဆောင်ရွက်ရန်စစ်တပ်ကဒီဘက်ရောက်မြန်မာနိုင်ငံသားများဤလောကလှဆောင်များပုံမုံဝင်ရောက်စေရင်ကြီးကြပ်ကော်မတီကိုအဖွဲ့ဝင်၃၃ဦးဖြင့်ယခုနှစ်ဩဂတ်လ23ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။ဒီဘက်ရောက်မြန်မာနိုင်ငံသားများဤလောကလှဆောင်များပုံမုံဝင်ရောက်စေရင်ကြီးကြပ်မှုကော်မတီတွင်အကောင့်ခုံဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဥက္ကဋ္ဌအဖြစ်၎င်းစစ်တပ်ရဲစစ်ထောက်လှမ်းရေးစသုံးလုံးဗဟိုဗန်နှင့် အလုံတမဝင်ကြီးဌာနအပါအဝင်ဝင်ကြီးဌာနဘောင်းဆောင်မှညွှန်ကြားရေးမှူးများညွှန်ကြားရေးမှူးချုပ်များဒုညွှန်ကြားရေးမှူးချုပ်များကအဖွဲ့ဝင်များအဖြစ်ပါဝင်ကြကြောင်းသိရှိရသည်ဆိုပါကော်မတီကပြည်ပရှိအလုံတမများထံမှလောက်ခလာစားဝင်ငွေများကိုပြည်တွင်းသို့ပြန်လည်လွှဲပြောင်းပေးရတွင်တရားမဝင်ငွေလွှဲလမ်းကြောင်းကိုအတုံးမပြုတ်ပဲတရားဝင်ဗန်လမ်းကြောင်းမှလွှဲပို့စေရေးလောကလမ်းစားများပုံမဝင်ရောက်လာစေရေးအတွက်တန်ယုံစစ်တန်ယုံနှင့် ကောင်စစ်ဝင်ရုံများမှကစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားထားသည်ဒီပိုင်းရောက်မြန်မာနိုင်ငံနားမြားအနေဖြင့်လစာဤအနည်းဆုံး25ရာခိုင်နှုန်းကိုပြည်တွင်းရှိမိသားစုထံသို့ပြန်လည်လွှတ်ပြောင်းရေးအတွက်အလုတ်တမားဆေလွတ်ခဲ့သောအေဂျင်စီများကတာဝန်ခံဆောင်ရွက်ရမည်ဖြစ်ကြောင်းရင်းတို့ဆောင်ရွက်ရာတွင်ဒီပတ်တို့ဗဟိုဗန်၏ခွင့်ပြုချက်ဖြင့်လိုင်စင်ရကုမ္ပဏီများနှင့်ဘဏ်စနစ်ချိတ်ဆက်၍ငွေလွှဲလုပ်ငန်းများဆောင်ရွက်ရန်ညွှန်ကြားထားသည်ရင်းပြင်ဒီပတ်ရောက်မြန်မာနိုင်ငံနားမြားအနေဖြင့်တရားမဝင်လမ်းကြောင်းမှငွေလွှဲ ပြောင်းမှုများကိုအရေးယူရန်နှင့်ရင်းတို့ဆောင်ရွက်နေသည့်အေဂျင်စီများကိုအရေးယူဆောင်ရွက်ရန်ညွှန်ကြားထားသည်အခုလောက်ဓမ္မအေဂျင်စီတွေအနေနဲ့ပြပရောက်မြန်မာလောက်ဓမ္မဆွေစီကလောက်ကလစာ25ရာခိုင်နှုန်းဝင်ရောက်အောင်မလုံနိုင်ရင်အေဂျင်စီပိတ်သိမ်းခံရတာတွေအရေးယူခံရတာတွေအများကြီးရှိနေတယ်။လိုင်စင်ပိတ်သိမ်းခံရတဲ့အေဂျင်စီတွေတော်တော်များတယ် ဒီဘက်ရောက်အလုပ်သမားတွေကို25ရာခိုင်နှုန်းပြည်ရင်းပြန်လွှဲပါဆိုပြီးပြောဖို့ကလည်းတော်တော်ကိုခက်ပါတယ်ဟုရန်ကုန်ခြေဆက်ဒီဘက်လောက်ကအီဒီစီလုပ်ငန်းရှင်တို့ကပြောပါကဲဒါကတော့အားလုံးကြားတဲ့အတိုင်းအဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကခင်ဗျားတို့ပြည်သူအစိုးရလက်ထက်မှာအဲ့ဒီအေဂျင်စီတွေအနေနဲ့အခုလိုမထင်မထင်သလိုဒုက္ခပေးတာကိုခံခဲ့ရဘူးလားအေဂျင့်စွာနဲ့ကိုယ့်အလုပ်ကိုကိုယ်လုပ်ခွင့်ရခဲ့ကြလားအဲ့ဒါအဖြေပဲเนาะအဲ့ဒါအဖြေပဲအခုပထမအခွန်ဆိုပြီးတော့ကြက်မှတ်တယ် နော်သူတို့အခွန်ရအောင်စုတယ်အတန်ယုံတဲ့ကိစ္စနဲ့အလုပ်ကိစ္စနဲ့ဆိုဘာပဲလှုပ်လှုပ်အခွန်ဆောင်ထားတဲ့ပြည်သားပြနိုင်မှဆိုတဲ့ဟာမျိုးတွေနဲ့ကျက်တယ်တရစ်ဒါတရစ်ကျက်တာအခုတခါပါလာတယ်လောကလစာတွေလွှဲတဲ့နေရာမှာသူတို့ရဲ့ဗန်ကနေလွှဲဖို့နောက်ထပ်တရစ်ထက်ကျက်လာတယ်အဲ့တော့နိုင်ငံရေးဆိုတာကျွန်တော်တို့အော်နေတာစောင့်မြင်ကက်ခံပြီးအော်နေတာလကားအော်နေတာမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်ဟာဘလောက်ထိမိုးမောင်ကျနေပြီလဲငါတို့နိုင်ငံရေးမလုပ်ပါဘူးလို့ဘေးထိုင်နေတယ်မလွတ်တော့ဘူး ။ဒါကြောင့်မလို့ဆုံးဖြတ်ကြပါကိုနိုင်တဲ့နေရာကခက်မြန်မြန်ပွဲပြအောင်လုပ်ပါ။အဲတခုရှိတယ်ကိုကဒီလိုမျိုးအာနာယူတဲ့အုတ်ထုတ်မှုအောက်မှာပဲလက်စင်းခံနိုင်တာဒါဆိုရင်တော့နေပါကြိုက်တယ်လို့။အာငါတို့ကတော့မတရားတာပြုကျင်တဲ့ခံမဲ့ကွာတရားတာပြုကျင်တဲ့ခံမဲ့ကွာဘာပဲလုပ်လို့ငြိမ်ခံမဲ့ဆိုရင်တော့လေဒါကတော့ကိုယ့်ရဲ့တဘောပေါ့ဟုတ်တယ်နော်ကျွန်တော်တို့ကတော့ခင်ဗျားပြောသလိုဒေါ်အောင်ဆန်းစုကြည်ကိုကိုယ်တိုင်လာပြီးအဲ့ဒါလို့မတရားတာလာလို့ရင်လေကျွန်တော်လက်ခံမှာမဟုတ်ဘူးနိုင်ငံတစ်ခုကမှန်တယ် ဒါဥပဒေကြောင့်ရပြောမယ်ဆိုရင်ဒီစစ်တပ်ထောက်ခံတဲ့ကောင်တွေနဲ့ပြောတာကိုကြည့်နေဒါဥပဒေကြောင့်ရလုတာဒါမှန်ကန်တဲ့သူတို့ပဲလုကမှာဟုတ်ပါတယ်ဥပဒေကြောင့်ရမှန်ကန်တဲ့သူတို့ပဲလုကတယ်ဆိုပေမဲ့လက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခြေအနေတီပတ်ကိုထွက်လို့တီပတ်မှာအလုံလုံလို့ဘာတွေအာမခံချက်ပေးထားတယ်ဒီတိုင်းကိုလမ်းကြောင်းတဲ့ကိုလာတဲ့လူတွေမပြောနဲ့ MOU နဲ့လာတဲ့လူတွေကိုအဲ့ဒီမင်းအောင်လိုင်းဘာတစ်ခုထောက်ခံပေးထားတယ်ဘာတစ်ခုအာမခံချက်ပေးထားတယ်ဘာတစ်ခုလိုက်ကူညီပြင်ရှင်းမှုတယ် တီဘရောက်နေတဲ့မြန်မာနိုင်ငံသားတွေဒုက္ခရောက်နေတာကိုဘာတွေအခက်အခဲတွေကူညီဖြည့်ရှင်းပေးထားတယ်။အဲလိုလိုက်ကူညီတဲ့เนาะတီဘမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေရဲ့နော်လောက်ကလဆာမရမှုတွေခွဲခြားဆက်ဆံခံရမှုတွေလူ့ခွင့်ရေးဖိနှိပ်မှုတွေစသဖြင့်ဒါတွေအားလုံးကိုသူတို့အနေနဲ့လိုက်ပါကူညီဖြည့်ရှင်းနေလို့အခုလိုမျိုးကြက်မှတ်လာတယ်ဆိုရင်ကျွန်တော်တို့အဖြစ်မပြောဘူး။ဒါကျွန်တော်ပုံမှန်လေးနဲ့ပြောတာ။အခုဟာကတီဘရောက်နေတဲ့နိုင်ငံသားတွေကိုဘယ်နေရာကနေလေဘေးတက်ညစ်ပြီးတော့ ထွက်တဲ့ရှာကိုစွတ်ထုတ်မလဲလောက်ပဲချောင်းနေတဲ့ကောင်တွေကိုကျွန်တော်တို့ကနိုင်ငံရဲ့အစိုးရပါလို့အတိမတ်ပြုပေးရမှာလားစဉ်းစားကြည့်ကြဒါကြောင့်မလို့တော့တီတူညီဖို့ပဲလို့နော်အခွန်အခွန်ဆောင်ခိုင်းတယ်တယောက်နှစ်ယောက်တွားလုပ်တယ်ပတ်စပို့တွားလဲတယ်အခွန်မဆောင်လို့မရအောင်ဆောင်ရတယ်ခွန်းတနိုင်ကန်လုံးဒီအခုထိုင်းရောက်နေတဲ့သူအားလုံးပတ်စပို့မလုံးများအကောင့်တူနေဖမ်းတင်ဖမ်းဆိုတဲ့ဟာမျိုးနဲ့အကောင့်လူညီကြည့်ထိုင်းဆိုရအောင်အဲ့တန်းတဲ့ချီတဲ့လူကိုဖမ်းမလား တနည်းတစ်ပုံပြောင်းလဲမှုဆိုတာဖြစ်လာမှာပဲဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေကညီလာမညီပါဘူးအရှိတ်တယောက်ကလုံနေလို့ဒီလုံနေတဲ့လူကိုနောက်ဆုံးဟိုမကူညီတဲ့အပြင်ဘယ်နေရာကထိုးချမလဲတော့ပဲတယောက်နဲ့တယောက်ချောင်းနေတဲ့လူတွေအများကြီးရှိတယ်ပြပမှာရောက်နေတယ်အလုံးသမားကူညီအဖွဲ့စည်းတွေအမှန်တကယ်ဆိုတဖွဲ့အဖွဲ့တစ်ခုနဲ့အဖွဲ့စည်းတော့မယ်ညီညွတ်ကမတယောက်နဲ့တယောက်ဝိုင်းပြီးတော့ကူညီပေးရမယ်ဒါပေမဲ့အလုံးသမားကူညီအဖွဲ့ချင်းနဲ့မတက်ရဘူးထောက်ဖို့ချင်းချင်းလည်းမတက်ကြဘူးကိုယ်တာမန်ပြည်သူအရက်သူ စက်ရုံမှာအတူတူလောက်ကြလဲမတက်ကြဘူးအဲစက်ရုံမှာရှမ်းစကားနည်းနည်းတက်တက်ကောင်ကဒါထိုင်းမှာဆိုရင်ပြောတာနော်အခြားနိုင်ငံတွေကသွားကြည့်အဲ့ဒီတိုင်းပဲမိခင်ပါအဲ့ဒီနိုင်ငံရဲ့စကားကိုနည်းနည်းတက်တက်တူကဘာလို့မတက်တက်တူတွေလူဘဝတယ်။အော်ငါကတော့စကားပြောတတ်တယ်။ဒါတို့တွေမတက်ဘူးလားငါကူညီပေးမယ်။တို့စိတ်မရှိဘူး။အဲအဲထိုင်းစကားနည်းနည်းပြောတတ်ဝိုင်းထိုင်းလို့ပြောတယ်။ကိုယ့်မြန်မာပြည်သားချင်းချင်းလက်မင်းသေးတယ်။ဟိုကထိုင်းနေလာဆိုင်အဲငိမ့်ခန့်နေ။ဆိုတော့ဒါမျိုးတွေကကျွန်တော်တို့နိုင်ငံဒါတိုင်းမှာရှိတယ်။မလေးရှားမှာလည်းသွားကြည့်ဒီတိုင်းပဲ။ ကိုရီးယားဂျပန်မှာလည်းတွားကြည့်ဒီတိုင်းပဲစကားကျွမ်းကျင်တဲ့လူကမကျွမ်းကျင်တဲ့လူကိုနှိမ်မယ်ဖိမယ်ဒီနေ့မှအလုပ်ဝင်လာတဲ့လူကိုပထမအလုပ်ဝင်လာတဲ့စီနီယာကနှိမ်မယ်ဖိမယ်ကုညီကျင်တဲ့ဖေးမှကျင်တဲ့စိတ်သက်ကျွန်တော်တို့တွေပြောင်းနေတယ်မရှိဘူးဟိုအားလုံးတော့ပြောတာမဟုတ်ဘူးဒါတွေကကျွန်တော်တို့တူးချင်းပြင်ရမယ်စိတ်သက်တွေပါအဲ့တော့ဒီမှရောက်နေတဲ့အချိန်မှာအခုဒီကလာဆိုပို့ဆိုးရတယ်တော့ဒီမိတ်ဆောင်ကောင်တွေကကော့ပီသူကိုမျိုးစုံလက်သေးချင်းပေါ့ချောင်းနေတဲ့အချိန်မှာ ကျွန်တော်ဒီဘက်ရောက်နေနေတယောက်ကအခက်ခဲကိုတယောက်ကကူညီပေးရမယ်ဝင်းရံပေးရမယ်ဖေးမပေးရမယ်ဒါကသူများပြောနေစရာမလိုကိုအတိတရားနဲ့ကိုတိရမယ်အကိုကစက်ရုံတယုံမှာထိုင်းစကားကျွမ်းကျင်တယ်ဟောငါမြန်မာပြည်သားတွေဘယ်နှယောက်ရှိတယ်လာကိုကဥဆောင်ပေးเนาะအလုတ်တမားတွေအတွက်လည်းဝင်းကပြောတော့အလုတ်ရှင်ပဲလိုက်စရာမလိုအလုတ်တမားပဲလည်းလိုက်စရာမလိုအမှန်အကန်ကိုအလုတ်တမားတွေအနေနဲ့တူလို့ကိုတောင်းဝင်းချင်းအောင်ကိုကဖိစီးပေးရမယ်အေးကိုအလုတ်တမားတွေကိုအလုတ်ရှင်တွေဝနတွေကနှိမ်လိုက်လေကိုကဓာတ်ထဲကနေကာပေးရမယ်ပြောပေးရမယ်ရှင်းပြပေးရမယ် ။ဒါမျိုးလူများလားမဲလားမရှိသလောက်ရှားပါပဲ။အဲ့တော့ဒါတွေကကျွန်တော်တို့တွေအားလုံးပြင်ရမယ့်စိတ်ဓာတ်တွေ။နိုင်ငံဟိုတော့ပြုပြင်ပြောင်းလဲခြင်းပြီးတော့ကိုကိုတိုင်ရဲ့စိတ်ဓာတ်မပြုပြင်တော့တော့ကျွန်တော်တို့နိုင်ငံဘယ်တော့မှပြုပြင်ပြောင်းလဲမှုကိုရပ်မှာမဟုတ်ဘူး။ဒါကြောင့်မို့လို့အခုလိုမိစ္ဆာကောင်တွေကတိပတ်ရောက်တွေကိုမျိုးစုံကျိုးခုံပြီးတော့လက်ဖေးညှို့ချောင်းနေတဲ့အချိန်မှာ ကျွန်တော်တို့ဒီဘရောက်တွေကကိုအချင်းချင်းစီလုံးကြပါညီညွတ်ကြပါလို့အလုံးမြေတားရက်ခံပါတယ်ကျွန်တော်တို့နိုင်ငံခက်မြမြန်ပြီးမှရပါမယ်ဒီဘမှာဘယ်လိုဆက်နေခြင်းနေခြင်းကြမနေခြင်းပါဘူးเนาะသူများနိုင်ငံမှာနေထိုင်ခွင့်ဘယ်လိုပြောမလဲအခုဆိုထိုင်းမှာဆိုထိုင်းမှတ်ပုံတွေရထားတဲ့ဒုတော်မြန်မာပြည်မှာအခုလိုမျိုးတိုးတက်နေကြည့်ထိုင်းမှာနေမှာမြန်မာပြည်မှာနေမှာမေးကြည့်လိုက်เนาะအမေရိကန်မှာနေတဲ့လူဂျပန်မှာနေတဲ့လူကိုရီးယားမှာနေတဲ့လူမလေးရှားစင်ကာပူ စတဲ့ဖြင့်နိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်တို့မြန်မာတွေအားလုံးမေးကြည့်လိုက်ပါခင်ဗျားတို့နေကျင်ကြလားဘယ်တူးမှမနေရှင်ဘူးသူများနိုင်ငံမှာကိုယ်နိုင်ငံပဲကိုနေကျင်ကြအဲ့တော့ကိုယ်နိုင်ငံမှာကိုနေလို့ရဖို့အတွက်ကိုကိုယ်တိုင်ကိုယ်အိမ်ကိုတိဆောက်လို့ပဲကိုယ်နိုင်ငံကိုလည်းကိုကိုယ်တိုင်တိဆောက်မှရမှာအဲ့လိုမတိဆောက်လို့ရှိရင်ဒီအာနာယူတွေကအလိုလိုနေပြုတ်ကြွားမှာမဟုတ်ဘူးရှင်းပါနော်အဲ့တော့သူတို့အနေပြုတ်ကြဖို့အတွက်လုံနေတဲ့လူတွေကိုကိုတွေဝင်းရနိုင်ဝင်းရပေးရမယ် တီပရောက်နေဂျာထဲမှာကိုရင်းကပြောသလိုစူးစီးနိုင်စူးစီးပေးရမယ်ဒါဟာလည်းနိုင်ငံအတွက်တထောက်တနေရလောက်တာပဲအဲ့တော့အာနာယူတွေကတော့ level ညှစ်ပြီးကျွန်တော်တို့ပြည်သူတွေဘလို့တုတ်ပြန်ကြမလဲဆိုတာတအူးချင်းစီပေါ်မူတည်ပါတယ်